မင်္ဂလာပါရှင်။ကျမကတော့ Zogan Premium တင်ဆက်ပေးမယ့်သူစာဆန်းဖြစ်ပါရဲ့ရှင်။ Zogan မျိုးသား Zogan ကျင်းနာစာရန်အောက်ပါတိုင်းကျင်းနာလူမျိုးတကာတို့နဲ့လူသားတစ်ရလုံးကြားသည့်စာရန် Zogan လူမျိုးများ၏အနာဂတ်ရေးနှင့်ဆက်ဆိုင်သည့်အရေးကိစ္စအပေါင်းကို Zogan မျိုးသားကိုစာအောက်ပါတိုင်းကျင်းနာလိုက်သည်။နေရာပိုင်ဆိုင်ခွင့်အကြီးကျင်းနာစာရန်သူ Zogan နှင့် Zogan တိုင်းသားတို့နဲ့သက်ဆိုင်သည့် အခြေခံနိုင်ငံရေးအခွင့်အရေးနဲ့တာဝန်များဘူဘောပိုင်ပြည်နယ်တန်နေရွှေချပြန်ချင်းနေရာပိုင်ဆိုင်ခွင့်အခြေခံစံနှုန်းတန်ဖိုးများနဲ့အညီခေါင်းဆောင်မှုအလုံးတို့မွေးရာအကျိုးဝင်သည့်အခွင့်အရေးများဖြစ်သောဇောကပြည်ညာကိုရေးဆွဲထုတ်ပြန်ခြင်းဖြစ်သည်ဇောကံပြညာသည်ဇောကံတွင်ဇုံမီလူမျိုးတို့၏မွေးရာပါအခွင့်အရေးများဖြစ်သောလွတ်လပ်စွာရှင်သန်မှုကျင်းညာစာရမှာကိုကံကြမ္မာကိုဖန်တီးမှုနှင့်တရားမျှတမှုနှင့် တန်းတူမှုစသည်တို့အပြင်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးကြီးညာစာရန်မှာစံချင်းစံရုံးတို့အားလိုက်နာရေးစသည့်အရေးအရာအလုံးပေါ်လွမ်းခြုံတက်ရောက်သည်ဇောကမှုခေါ်ဆိုသောဇုံမီတိုင်းသားတို့၏ဘိုးဘွားပိုင်နေမည်ဟုဆိုရာတွင်ဇုံမီလူမျိုးတို့၏ရှေးရခင်ဘိုးဘေးပြည်ပြင်အစဉ်အဆက်မိခိုနေထိုင်ခဲ့ရာတဆက်ဆက်ထဲရှိသောပထဝီနေမြေဒေသများအားဆိုလိုသည် မြန်မာပြည်နယ်နမိတ်အတွင်းတွင် အရှိတ်ဖက်လာသော ချင်းတွင်းမြင့်အနောက်ဖက်လာသောအိန္ဒိယနိုင်ငံနယ်နမိတ်မြင့်မြောက်ဖက်လာသောအိန္ဒိယနိုင်ငံနယ်နမိတ်မြင့်တောင်ဖက်လာသော လိုင်မီလူမျိုးတို့နှင့်နယ်နမိတ်တစ်လျှောက်ရှိဇုံမီတိုင်းရင်းသားမျိုးနွယ်စုတို့၏နေထိုင်ရာနေမီဒေသများနှင့်တဘောချိုင်ဝမ်ဒေသတောင်ဖက်ချမ်းအစုံမဏိပူရာမြစ်တစ်လျှောက်နေရာဒေသတပြင်လုံးအားလွမ်းခြုံသည် ဇုံမီဆိုဒီမှာအထက်ပါဇိုကံဟုတတ်မှတ်သည့်နေမည်ဒေသများကို ပိုင်ဆိုင်ခဲ့သောလူမျိုးရင်းနယ်မြေပေါ်တွင်ရှေးရခိုင်ကတဲ့ကမိခိုနေထိုင်ခဲ့ကြသောလူမျိုးဘိုးဘေးပြင်ခင်မာသည့်မျိုးရိုးဗီဇအရ၎င်းညီနောင်ရင်းချာလူမျိုးတစ်မျိုးတည်းအဖြစ်ဆင်းသက်လာပြီးချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့ကြသည့်မိမိကိုယ်ကိုမိမိဇုံမီလူမျိုးဟုခေါ်ဆိုတတ်မှတ်သောလူမျိုးများ၏ တိုင်းရင်းသားအမည်နာမဖြစ်သည်ဇောဂမ်ဒီ1948ခုနှစ်ပင်လုံစာချုပ်နှင့်အညီကိုကန်ချမကိုဖန်တီးခွင့်အာနာခွဲဝေချင်းသုံးခွင့်ဘာနာရေးနှင့် အခွန်ဆိုင်ရာရပိုင်ခွင့်ကိုပိုင်ပြထန်းခွင့်အပါအဝင် တခြားကိုပိုင်ပြထန်းခွင့်ရှိသောဒီထောင်စုအဖွဲ့အဝင်ဒီနယ်များနှင့်တန်းတူညီမျှသည့်အခွင့်အရေးရှိသည်ဆိုသည့် Federal Democracy ဒီထောင်စု စံချိန်စံညိုတံပိုးများကိုပိုင်ဆိုင်သည်ဇောဂမိအချုပ်ချာအာနာသည်ယင်းနေမြေပေါ်တွင်မိခုံနေထိုင်သည့်ပြည်သူလူထုထံမှဆင်းသက်သည်ဇောဂံပြည်သူလူထုမှရွေးကောက်တင်မြောက်သည့်ဇောကံလွတ်တော်သည်ဇောကံဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဇောကံနှင့်ဆက်ဆိုင်သော အရေးအယာမှန်သမျှကို ဥပဒေပြုပြဋ္ဌာန်းမည်ဖြစ်ပြီးဇောကံဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်ခံရသည့်ဇောကံအစိုးရသည်သာအုတ်ချုပ်ရေးအာဏာရရှိမည်ဖြစ်သည်ဇောကံလွတ်တော်ဖွဲ့စည်းရေးသည်2019ခုနှစ်အပြည်ပြည်ဆိုင်ရာဇုံမီညီလာခံမှ ထုတ်ပြန်သည့်ကွာလာလမ်ပူးချိညာစာတမ်းကို အခြေခံခြင်းဖြစ်ပြီးဇောကံပြညာအတိုင်းအကောင့်ထဲပေါ်ဆောင်မည်ဖြစ်သည်ဇောကံမရေးနှင့်ပတ်သက်သည့်အရေးအရာအလုံးနှင့်ပတ်သက်၍ပြည်သူအများစု၏ ဆန္ဒကိုအခြေခံသည့်အပြင်လူနည်းစု၏အခွင့်အရေးကို လေးစားတော်မူဖြစ်သည်ဇောဂမ်နှင့်ဇုံမီလူမျိုးတို့၏အခြေခံရပိုင်ခွင့်အခွင့်အာဏာပိုင်ဆိုင်မှုသည် နိုင်ငံတကာ၏အတိမတ်ပြုချင်းခံရသောဌာနေတိုင်းရင်းသားများနှင့် နိုင်ငံရေးစီးပွားရေးလူမျိုးရေးအရာတန်းတူအခွင့်အရေးရှိသည်ဇောဂမအတွင်းရှိမြေပေါ်မြေအောက်တရှိတမ်းမဲ့တဘာဝတယံဇာရမြတ် တစ်ပင်ပန်းပန်များတိရစ္ဆာန်များနဲ့နေထိုင်သက်ရှင်နေကြသည့်လူသားအလုံးနဲ့ဆက်ဆိုင်သောကိစ္စအဝဝအတွက်ဇုံမီလူမျိုးအဖြစ်အတိအမတ်ပြုသတ်မှတ်ခြင်းခံရသည့်ဒီသူလူထုနှင့်အတာအကျွမ်းမဲ့သက်ဆိုင်သည်ဇောကမြေပေါ်တွင်မြေခိုနေထိုင်ကြသည့်ပြည်သူတိုင်းတွင်တပါးသူများ၏လွတ်လပ်ခွင့်နှင့်အခွင့်အရေးများကို မထီပါတည်း၍လွတ်လပ်စွာကိုးကွယ်ခွင့် ယုံကြည်ခွင့်ရိုးရာဓလေ့ထုံးနှံများနှင့်အညီနေထိုင်ခွင့်ဥစ္စာဒါနလွတ်လပ်စွာရှာဖွေခွင့်နှင့်ပိုင်ဆိုင်ခွင့်ဆိုသည့်အခြေခံလွတ်လပ်ခွင့်များအပြည့်အဝရှိသည်ဇောကမတွင်မိခိုနေထိုင်သည့်ပြည်သူများသည်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးအလုံးတွင်ဇောကဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ရှိသည်ဤသို့မိပရိညာကို လက်တွေ့အကောင့်ထဲပေါ်ခြင်းသည်1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ဇုံမီတိုင်းရင်းသားတို့၏ရာသင်ရထိုက်သောဖက်ဒရယ်ဒီမိုကရေစီတံမိုးများနှင့်အညီတီထောင်စုအဖွဲ့ဝင်ဒီနယ်တစ်ခုအဖြစ်ယက်တီကဖက်ဒရယ်ဒီမိုကရေစီစံချိန်စံမျိုးနှင့်အညီဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းနိုင်ရေးအတွက်ဂျိုးပန်းအားထုတ်မှုဖြစ်သည် ်ဖက်ဒရိုဒီမိုကရေစီစနစ်ကိုကျင့်သုံးသောဖက်ဒရိုပြည်ထောင်စုမြန်မာနိုင်ငံအတွင်းဇောဂံချိညာစာရန်နှင့်ဇောဂံပြညာအားအခြားပြုသည့် Federated ဇောဂံပေါ်ထွန်းလာပါစေကြောင်းအသက်ရှင်တော်မူသောသာရဖျားသခင်ထံသို့စူတောင်းအနန္လျာဤဇောဂံချိညာစာရန်နှင့်ဇောဂံပြညာအားချိညာလိုက်သည်ဇုံမီနိုင်ငံရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးကော်မတီဇောဂံပြညာအခန်းတက် Federal Democracy ပြည်ထောင်စုနိုင်ငံတော်တရက်ပေါ်ပေါက်လာရဲ့အတွက်ဇုံမီတိုင်းရင်းသားပြည်သူတရက်လုံးကိုစားတိုင်းပြည်နဲ့လူမျိုးအတွက်တာဝန်ယူတာဝန်ခံမှုအပြည့်ဖြင့်ဇုံမီနိုင်ငံရေးဆိုင်ရာပူပေါင်းဆောင်ရွက်ရေးကော်မတီမှအောက်ပါတိုင်းဇိုဂမ်ပရိညံကိုရေးဆွဲအတည်ပြုပြဋ္ဌာန်းခြင်းဖြစ်သည်ဤဇိုဂန်ပြညံသည်ဖက်ဒရယ်ပြည်ထောင်စုအတွင်းတွင်ဖက်ဒရယ်နေမည်တစ်ခုအဖြစ်ဇိုဂန်မြတ်တီနိုင်ရေး ရီမန်းချက်ပန်းတိုင်နှင့်အညီဇောကံဖွဲ့စည်းပေါ်အခြေခံဥပဒေတွင်အခြေခံရမည်အခြေခံမှုများနှင့်ဇုံမီတိုင်းရင်သာ ပြည်ခံအုံမြင့်ဖြစ်သည်ဇောကံပြညာစာရန်တွင်ထက်တွင်းဖော်ပြထားသောဇောကံနှင့်ထိုဇောကံနေမြေဒေသအတွင်းမိတင်းနေထိုင်ကြသောဇုံမီပြည်သူများသည်မြန်မာနိုင်ငံအတွင်းကိုပိုင်ပြဋ္ဌာန်းခွင့်အသီးသီးရှိသည့်ဖက်ဒရယ်ပြည်နယ်များနှင့် ရင်းပြည်နယ်များအတွင် နေထိုင်သည့်ပြည်သူများနှင့်တန်းတူအခြေခံရပိုင်ခွင့်အားလုံးရှိသည်ဟုဤဇုံကံပြည်ညံမှခံယူသည်မင်္ဂလာပါရှင်